ွေးဆုံးပြီးသွားပြီဆိုလို့ရှိရင်တော့ဒါကျမတို့တွေကပေါ့နော်အဓိက ပြောမယ်ဆိုလို့ရှိရင်တော့ဒါအမျိုးသမီးတွေအတွက်ပြောမယ်ဆိုတော့ကျမတို့သွေးစစ်မယ်လို့ပြောလို့ရှိရင်တော့ဒါ lipid profile ပေါ့နော်သွေးထဲမှာရှိတဲ့ cholesterol ဘယ်လောက်ရှိတယ်လဲဆိုတာကျမတို့စစ်ရမယ်နောက်တစ်ခါကြာလို့ရှိရင်တော့ကျမတို့ HbA1c လို့ခေါ်တဲ့နော်စီးကြိုယောဂါရှိမရှိပေါ့ဒါလေးတွေကျမတို့စစ်မယ်နောက်တစ်ခါကြာလို့ရှိရင်တော့အသေးအစီဖုံးဆုံးပေါ့ LFT လို့ခေါ်တာစစ်မယ်နောက်ပြီးတော့မှကြောက်ကပ်ရက်ကောင်းမကောင်းပေါ့နော်ယူရီယာနဲ့ creatinine ပေါ့နော်ဒါလေးတွေတော့ကျမတို့တွေကဒါ basic အနေနဲ့ကျမတို့ကစစ်လို့ရပါ ါတယ်ရှင်နောက်တစ်ခုကတော့ပေါ့နော်ဒီသွေးဆုံးပြီးသွားတဲ့အမျိုးသမီးတွေမှာကျမတို့တွေကဒါကင်ဆာဖြစ်နှုန်းကလည်းဒါရှားလာပြီလို့လည်းပြောလို့ရပါတယ်အဲ့တော့ကျမတို့ကင်ဆာရှိမရှိကိုတော့ဥပမာသွေးနဲ့စစ်မယ်ဆိုလို့ရှင် CEA တို့လိုမျိုးပေါ့နော် CA153 တို့လိုမျိုး CA99 တို့လိုမျိုးပေါ့နော်ဒါအမျိုးသမီးတွေမှာဆိုရှင်ဒါကျမတို့ကတော့အမောင်အနည်းဆုံး၃နှစ်တခါပေါ့နော်ဒါလေးကတော့ကျမတို့စစ်ရမယ်နောက်တစ်ခုကကြာလို့ရှင်တော့ကျမတို့ Pesmia ပေါ့နော် Pesmia ဒါအာပေါ့နော် CA cervix မဖြစ်အောင်ပေါ့နော်တိမ်ကောင်းကင်ဆာမဖြစ်အောင်ဆို CA cervix အ အတွက်ကျမတို့အရေးကြီးတဲ့ pasmia တွေရှိတယ်နောက်ပြီးတော့မှ HPV လို့ခေါ်တဲ့เนาะဒါဆို pasmia စစ်ရင်းနဲ့ပဲကျမတို့ဒီ HPV ပိုးရှိမရှိပေါ့ဒါလေးတွေကျမတို့စစ်သင့်တယ်နောက်တစ်ခုကတော့ကျမတို့ရင်သားကင်ဆာပေါ့เนาะဒါသွေးဆုံးမိသားအမျိုးသမီးတွေမှာလည်းရင်သားကင်ဆာရှိနိုင်တဲ့အတွက်ကြောင့်မလို့ mammogram ပေါ့เนาะ mammogram ကိုတော့ကျမတို့ပထမအဦးဆုံးရိုက်ကြည့်လိုက်မယ်အကယ်၍ရိုက်ကြည့်လိုက်လို့ပဲ normal ပဲဖြစ်တယ်ဆိုတော့ကျမတို့ကအနည်းဆုံး3နှစ်ကနေပြီးတော့မှ9နှစ်ချလို့ရပါတယ် damage မဟုတ်ပဲねအဲ့ဒီမှာတစ်ခုခုပေါ့ဥပမာ fibrosis no cyst တို့လိုမျိုးပေါ့เนาะတစ်ခုခုတွေ့ တယ်ဆိုလို့ရှိရင်တော့ဒါကတော့ကျွန်တော်တို့ဖြစ်နိုင်တော့၃နှစ်တခါတချို့ရိုက်တာရှိတယ်တချို့ကြတော့လည်းနည်းနည်းလေး risk ရှိတဲ့လူပေါ့အမောင်မိသားစုထဲမှာလည်းကင်ဆာဖြစ်မှုတွေဆိုတော့ကျွန်တော်တို့ဒါတစ်နှစ်တခါပေါ့နော်အဲ့လိုမျိုးတွေတော့ကျွန်တော်တို့စစ်ရပါတယ်အဲ့တော့ဒါလေးကတော့ basic လို့ကျွန်တော်တို့ပြောလို့ရပါတယ်ရှင်ဒါတော့များသောအားဖြင့်အမျိုးသမီးတွေမှာသိဆုံးသွားပြီးပြီဆိုရင်တော့ကျွန်တော်တို့စစ်လိရှိပါတယ်အဲ့တော့တော်တော်များများသောဆေးရုံတွေမှာတော့ဒါကျွန်တော်တို့သူ့ရဲ့ package အလိုက်ပေါ့နော် program တွေအလိုက်အသက်40ကျော်ရင်ဘယ်လောက်အသက်50ကျော်ဘယ်လောက်သိဆုံးသွားပြီးအမျိုးသမီးတွေမှာဆိုဘယ်လိုမျိုးပေါ့နော် ဒါလေးတွေကလည်းကျမတို့ဒီသက်ဆိုင်ရာဆရာဝန်လေးတွေလည်းရှိပါတယ်စီယုံနေမှာဆိုရှင်တော့ဒါသူတို့တွေနဲ့တိုင်ပင်ပြီးတော့မှသွေးဆက်တာလေးကိုတော့မမှန်ပြုတ်လုပ်ပြီးတင်ပါတယ်ရှင်